မင်္ဂလာပါခင်ဗျဆရာကြီးပါခင်ဗျနော်ဒီတစ်ခါတော့ဆရာက2025ခုနှစ်ဆယ်လပိုင်းအတွက်တနင်္လာသာသမီမိတ်ဆွေတွေအတွက်ဗန်ဂျမာဟောစတန်းကိုဆရာကတလားစာဟောကြားပြီးမှဖြစ်တဲ့အတွက်ဥပစွာတနင်္လာသာသမီမိတ်ဆွေတွေအားလုံးအဆက်ဆက်အရရာဘေးပရာမှန်ခင်ဗျဝေးပွားကြပါစေကြောင်းဒီကနေ့မေတ္တာဖို့ဆုတောင်းဖွဲ့ပနာပြုသားလိုက်ပါတယ်ခင်ဗျနော်ဒီ2025ခုနှစ်ဆယ်လပိုင်းအတွက်မှာအော်တိုဘာလအတွင်းမှာမိတ်ဆွေတို့ဟောအချိန်တွေဘာလို့လုံးနဲ့တပြည့်ပြည့်နဲ့ပြောင်းလဲလာအခုဆိုလို့ရှိရင်ဘာမှမဟုတ်2025ရဲ့ဆယ်လပိုင်းကိုရောက်လာပြီ ဒီဆယ်လာပိုင်းတွေမှာတင်းလာတာတမီမိတ်ဆွေတွေရဲ့ကံကြမ္မာကိုဆရာကဟောကြားပြီးမှဖြစ်တဲ့လို့ကဘယ်ကနေကြည့်နေရလဲဆိုတာဆရာကမှတ်မိကြပါဦးဒါပြီးတော့ဥစွာမန္တလေးကိုဆရာရောက်နေပါတယ်မန္တလေးကမိတ်ဆွေဆရာနဲ့တွေ့ကျင်တဲ့မိတ်ဆွေများဆရာအစာကြီးကွန်ဒို74 24 25မှာနေပါတယ်ခင်ဗျာနော်ဆိုတော့တို့တော့ဆရာနဲ့တွေ့ကျင်နေဆိုရင်ရက်ရှင်းလေးတရက်လောက်ကြောကြိုပြီးတော့ဆရာရဲ့ခွန်ကိုယ်၃ည၄ကို၃ည၄တိချောက် WhatsApp Telegram မှာဖြစ်စီဆက်သွယ်ပြီးတော့ဆရာကိုဆရာနဲ့တွေ့ကျင်ပါတယ်ဆိုပြီးတော့ဆရာကို စဉ်းပြေးပြတာပါဆရာဖုန်းပြန်ဆက်ပြီးတော့ရက်စိမ်းတွေရမရနဲ့ရမယ့်အချိန်ကိုဆရာပြန်ပြောပြပါမယ်လို့ဥစွာပြောပြရင်လည်းအတူအစီအစဉ်ပေါ့တနင်္လာသာသမီတွေအတွက်ဆရာတို့စတင်ဟောလိုက်အောင်ခင်ဗျာနော်တနင်္လာသာသမီမိတ်ဆွေတွေမိတ်ဆွေတို့ရဲ့လက်ရှိရင်ထဲမှာဆိုလို့ရှိရင်မိတ်ဆွေတို့ဟာစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်နေတယ်ဆိုတဲ့ကံမျိုးမိတ်ဆွေတို့ရဲ့ကံဟာစိတ်မောလူမောစိတ်ပန်းလူပန်းအရာရာကိုကိုမပိုင်းမပြီးရတာမျိုးတွေဖြစ်နေ တယ်ဆိုရဲစိတ်မျိုးကံမျိုးပြနေတဲ့အတွက်မိတ်ဆွေတင်းလာတာသမီးတွေဟာဘာဖြစ်ဖြစ်ဝန်ရလဲကိုပါရဒီနေရာလဲကိုပါရစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်နေတာကတော့ဂျိမ့်တည်နေကြပါလိမ့်မယ်သို့တော့ဒီဆယ်လာပိုင်းဆိုတဲ့ကာလကိုဆရာတို့ဆက်လက်ပြောကြားလိုက်ရအောင်ဥစွာမိတ်ဆွေတို့ရဲ့ကံဟာ ကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာအထူးသဖြင့်အမျိုးသမီးတွေဆိုအသွေးသားနဲ့ပတ်သက်တော့ကျမ်းမာရေးလေးတွေသတိထားပါအသွေးတိုးသွေးတက်တဲ့ကျမ်းမာရေးလေးတွေကိုသတိပြုစင်ကြရလိုအပ်ပါတယ်ဒါပြင်မိတ်ဆွေတနင်္လာသားသမီးတွေကလက်ရှိဒီရဲ့ဆယ်လာပိုင်းပြင်မှာဆိုလို့ရှိရင်ကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာအထူးသဖြင့်ဟိုစနလိုပေါ့ဟိုအစင်းအမြင့်နဲ့ပတ်သက်တာမျိုးလေးတွေအကျော်လို့ချက်တော့ခန္ဓာကိုယ်ခါအောက်ပိုင်းနဲ့ပတ်သက်တော့ကျမ်းမာရေးလေးတွေမှာထုံကျင်ရတာမျိုးနာကျင်ရတာမျိုးကြိုက်ခဲရတာမျိုးဖြစ်တတ်တယ်လို့သွေးနဲ့ပတ်သက်ပြီးတော့အရေပြားရတော့နော်သွေးနဲ့ပတ်သက်ပြီးတဲ့အခါကုသိုလ်များများလုပ်ပါ ဒါဆိုလို့ရှိရင်တွေးတိုးတွေးတက်ရှိနေတဲ့သူတွေးစိလေးပဲလူလူကိုကကောင်မန်တွေးလူနေကြမယ်ဆိုရင်တွေးလေးရှင်ပေးလိုက်ပါမိတ်ဆွေတို့ရဲ့ကံဟာအထောက်အကူဖြစ်ပြီးများစွာကံကောင်းတာစီမှာဥစွာတည်ကြရလို့ဆရာကပြောလိုပါတယ်ကောင်းပြီအသက်လျှောက်ဆက်9နှစ်အထက်အရင်လာတဲ့မိတ်ဆွေတွေလေနဲ့ပတ်သက်တာတွေဂရုစိုက်ပါလေထိုးလေအောင်လေပြန့်လေပြတ်တာမျိုးတွေဂရုစိုက်ပါရေကိုင်နဲ့အခါတတိပြုစင်နေတာတော့လိုအပ်ချောင်းထပ်တော့ပြောကြလိုက်ပါခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီ2020 အဲငါးခုနှစ်ဆယ်လပိုင်းတွင်မှာကံဟာအရာရာကိုရှိတိုးဆောင်ရွက်လို့ကောင်းသောကာလဘာကိုဖြစ်ဖြစ်ကံဟာမိတ်ဆွေတို့ပတ်မှာအခြားသောနေသားတွေကတနင်္လာတွေကဒီဆယ်လပိုင်းဆိုတဲ့ကာလအတော့တွင်မှာဆိုကျင်းတည်တယ် ရှိတို့ဆောင်ရပါမိတ်ဆွေတို့ကဘာကိစ္စဖြစ်ဖြစ်ဝင်ကြီးကိစ္စစီးပွားရေးကိစ္စလက်လာပါကိစ္စဘာလို့ဖြစ်ဖြစ်ချင်းသေးပါအခြားသောနေသားတွေကကံကလူမဆွေးရင်တော့ကံကမဆားမဲ့ကာလနှကောင်းနှမြတ်တို့အတိတ်ကကံတို့ပဋ္ဌာန်းဆက်တို့ပုပ်ကိုဆက်ပြီးအခုဒီကိုရရှိမဲ့ကာလဖြစ်တဲ့အတွက်တနင်္ဂနွေသားသမီးမိတ်ဆွေတွေကလက်ရှိဒီ2025ဆယ်လာပိုင်းမှာကံရဲ့တိုးတက်မှုနဲ့ထပ်ဖို့ရရှိတတ်တဲ့အတွက်မိမိအနေနဲ့ဘာကိုဖြစ်ဖြစ်အနီကံလုပ်ခြင်းစိုင်းဘုတ်တင်ခြင်းဒီဇိုင်းဆွဲခြင်း graphic အစားရှိတဲ့အရာလေးပဲဖြစ်ဖြစ်စတင်လုပ်ဆောင်တာပဲဖြစ်ဖြစ်အတက်နိုင်ဆုံးအဖွဲ့အစည်းတင်ပွဲနဲ့ပတ်သက်ပြီးဥဆောင်လုပ်လုပ်တဲ့လုပ်ငန်းတွေအမေရိကန်လုပ်လုပ်တဲ့ကိစ္စတွေမှာတော့ရှိတူအောင်မြင်ခြင်းနဲ့တိုးတက်ရှင်တွေရ ရရှိလာမှာအတိအကျပဲဖြစ်တယ်လို့ကံဟာနည်းနည်းလေးကိုကနည်းနည်းလေးညံလေးနဲ့ဝရိယလေးပေါင်းစပ်လိုက်မိတ်ဆွေတို့ရဲ့ကံဟာတီတီတီရပ်ပြီးလာပြီးတော့ယတနာပုံစိုက်ကင်းနဲ့စိုက်တယ်လို့တားရွှေကိုထမ်းလာတယ်လို့ကျင်းပြပါကံဟာဇောတိကဖြစ်နေတာတော့အတိအကျပဲဖြစ်တဲ့အတွက်ထီကံဆန်းခြင်းထီထိုးခြင်းဖျားမဲပေါက်ခြင်းဇေဒီမဲပေါက်ခြင်းတွေဒါမျိုးတွေနဲ့ပတ်သက်ပြီးတော့ကံဟာတိုးတက်လန်းအောင်မြင်လန်းတဲ့အစဉ်ပြေမှုတွေများစွာရရှိတတ်သောလာဖြစ်တာလို့အတိအကျပဲဖြစ်ပါတယ်ခင်ဗျာနော်အချို့ပြည့်တဲ့လုပ်ငန်းတွေကိုဆက်လက်ဖော်ပြပေးကြစီအလုံးနဲ့ပတ်သက်လို့လုပ်ငန်းနဲ့ပတ်သက်ရင် မိတ်ဆွေတို့အနေနဲ့ဒီကာလတော့ဒီမှာယာတုလုပ်ငန်းတိုးတာမျိုးတွေအလုပ်တိုးတာမျိုးတွေယာတုတက်တာမျိုးတွေကြုံရနိုင်ပါတယ်ခင်ဗျာ အဲဒါအပြင် OHM နဲ့ပတ်သက်တဲ့လုပ်ငန်းတွေရှိလို့ဆိုရင်လောက်ဆောင်မှာအောင်မြင်ခြင်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအကျိုးပေးပါတယ်တို့အပြင်တနင်္လာသာသမီမိတ်ဆွေတွေနဲ့လက်ရှိကာလတော့ဒီမှာငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေအစုဆရာစုချင်းနဲ့ပတ်သက်တဲ့ကိစ္စတွေမပြီးမပြတ်ဖြစ်နေသောကိစ္စတွေကိုပြီးပြတ်အောင်ဆွမ်းဆောင်လာမျိုးအထယ်လိုက်တို့တီတီပနတ်တို့ဆိုရှယ်မီဒီယာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေဒီအဲစားတော့ကိုလုပ်ငန်းတွေနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအကွယ်စီအသင်းပွဲနဲ့ပတ်သက်တာမျိုးပကြီးပခုဗေဒင်ဗေဒအစံကြံအစရှိတဲ့လုပ်ငန်းတွေနဲ့ပတ်သက်လို့ဖြစ်စီရှိလို့ဆောင်ရလောက်ဆောင်ကောင်းပါတယ်ဓာတ်စီဒီဇယ်လောင်းစားစီကြောက်မြတ်ရေသနာပဏမြတွင်းထွက်ဘောမော့အစရှိတဲ့မှန်အစရှိတာလေးတွေရှိလို့ဆောင်ရလော ဆိုမှပုံတယ်ပွဲစားလုပ်ငန်းလေးတွေအဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်ပြီးတော့အတွေးခေါ်အကြံစီတွေချပြတဲ့လုပ်ငန်းလေးတွေအကျိုးပေးပါတယ် OA Champion မိယာထိုင်ကင်းနဲ့ပတ်သက်လို့စောက်ရှင်တပါဆိုရင်ဂျင်းတီဘောက်စောက်ရမယ့်ကာလဖြစ်ပြီးတော့စောက်နေတဲ့မိတ်ဆွေများလည်းမပြီးမပြတ်တန်းလန့်ဖြစ်နေတဲ့မိတ်ဆွေများပြီးပြတ်အောင်စောက်နိုင်မယ့်ကာလချီတိုးဆောင်ရရင်အောင်မြင်ချင်းတိုးတက်ခြင်းတွေဂျင်းတီဘောက်ရရှိမယ့်ကာလဖြစ်ပြီးတဲ့အခါ OA Champion ပိုင်ဆိုင်လို့တဲ့မိတ်ဆွေများ OA Champion ပိုင်ဆိုင်ခြင်းမျိုးတွေဂျင်းတီရရှိတတ်တော့လားဖြစ်ကြောင်းထလောက်ပြောကြားပြပြလိမ့်မယ်ဒါအပြင်လူငယ်တွေအရှိန်နဲ့ပတ်သက်လာရင်မေတ္တာရည်စံအင်မတန်အားသာနေပြီးတော့ အဲပူဇာဖတ်ပေါ်ခြင်းတွေအဲတမီးကြီးသားများအနေနဲ့ဆိုရင်လည်းအိမ်တော်မြူခြင်းတွေစိတ်ဆက်ခြင်းတွေတော့အားသာကောင်းမှုတို့တက်နိုင်ပြီးတော့အဲမင်္ဂလာရက်ဆရာနားလာကြည့်လို့ရတယ်လို့ဆရာကြားပြညင်ညာလိုက်ပြပါစီနော်အဲအိမ်တော်မြူခြင်းစိတ်ဆက်ခြင်းနှစ်လွာပေါင်းမှာတရွက်ဆိုတဲ့အတိုင်းပဲဟိုတုံးနဲ့လူတစ်ယောက်နဲ့တစ်ယောက်အဲတမီးကြီးသားဘဝကိုရက်အိမ်အောင်ပြုဖို့အတွက်ကိုတိုင်းမြန်လူကြီးမိဘတွေနဲ့ဆိတ်ဆက်ကြောင်းလန်းခြင်းဒီနှစ်တော့ဟုတ်လားကျွပီးအချင်းချင်းတက်ရဲဆိုလို့ပဲမိတ်ဆွေတို့အနေနဲ့အိမ်အောင်ပြုခြင်းဆိတ်ဆက်ခြင်းတွေလူကြီးနှစ်ဖက်နှစ်ဦးကမ်းလမ်းလှုပ်ဆောင်ခြင်းတွေ ကျိုးစားပြီးတော့ဆွမ်းဆောင်နေဘာမှဆိုဂျိမ့်တီဘောက်အောင်မြင်ခြင်းတွေတိုးတက်ခြင်းတွေရရှိစေတာအတိအကျပဲဖြစ်ပါလေခင်ဗျာအထယ်လေးဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့လက်ရှိပစ္စည်းတွေနဲ့ပတ်သက်တာမျိုးတွေအကျိုးပေးပါတယ်ရေချားမီချားပတ်စပို့ဗီဇာလုပ်ငန်းခီးထွက်တာမျိုးတွေငကူကနိုင်ငံခြားသွားဖို့စောင့်နေတဲ့မိတ်ဆွေရဝင်းခီးကနိုင်ငံခြားနဲ့ပတ်သက်ပြီးတော့ရှိတိုးဆောင်ရရင်မိတ်ဆွေတို့ရဲ့ကံဟာတိုးတက်ခြင်းကောင်းမှုတွေနဲ့ရရှိတတ်တယ်လို့သင်တန်းတက်ခြင်းဘာသာစကားသင်တန်းလို့ပညာရေးဆိုင်ရာတွေမှာလည်းသင်ယူနိုင်တဲ့လောက်သင်ယူနိုင်တဲ့လောက်မိတ်ဆွေတို့အတွက်အကျိုးပေးကံကောင်းစီတော့ လာဖြစ်တာအဲ့တော့ဂျင်းတွေတည်ကြပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့ထိတဲ့ဒီကလာတော့ဒီမှာဆိုလူမျိုးရှားပါတာရှားအကျိုးပေးပါတယ်ယာရုရောငန်းကန်ကန်နဲ့ပတ်သက်ပြီးတော့ယာရုတက်တာမျိုးတွေနေရာထိုင်ခြင်းအသစ်ရရှိတာမျိုးတွေအိုးအိမ်ရှံတွေဆောက်ရတာမျိုးတွေပိုင်ဆိုင်ရတာမျိုးတွေရရှိတက်တယ်လို့ နဂုကသာသမိမရရှိတော့တနင်္လာသာသမိမရှိသည်သာသမိရရှိရန်အတွက်တော့အခွင့်အလမ်းကောင်းတွေရရှိတတ်တဲ့အတွက်မိဆက်ရဖျားစီပြတော်ဝင်တွေပါဖြစ်စီဆရာတို့ဖျားရည်ရဲ့နော်မိဆွေတို့နဲ့ဖျားရည်ရဲ့အရှိတ်မမုတ်တက်တဲ့ကိုတွားပြီးတော့မျက်စွာဖျားနာမှာတိုင်နေတာမျိုးဖြစ်စီမိမိတို့အနေနဲ့မိမိအိမ်ရဲ့အရှိတ်မှာရှိတဲ့ညောင်မင်းကြီးကြီးတပင်မှာရှိတဲ့ရုပ်ကစုံနတ်မင်းသို့မဟုတ်ညောင်မင်းနတ်ပင်ကိုရှင်တွဲပေါင်နေတဲ့အပင်ကြီးနတ်ပင်ရှင်တွဲပေါင်နေတဲ့ရုပ်ကစုံနတ်ဒီနာမှာငပြောပြီးခွနပြီးနဲ့နော်ဆွမ်းနာမိဆွေတို့အုံတီးနဲ့ဒါမျိုးလေးပဲမိမိတို့နိဆက်ရပြောဆိုတတ်တဲ့မိဆွေတွေနာမှာတစ္ဆာကလေးပြူပြီးတော့ တာသမီးတာလာယရနာသမီးလာပြုတ်ကညာလေးတွေတောင်းရင်ဆရာလူပြောချော့ချော့လေးတွေရလာမှာအထေချာပဲဖြစ်ကြောက်ဆရာကထလာပြောကြလိုက်ပြရစီခင်ဗျာကောင်းပြီဒါပြင်ဒီလိုက်တာတော့ဒီမှာငွေကြီးငွေကြီးနဲ့ပတ်သက်လာရင်တော့ထီကန်ဆန်းမှလို့ပြောထားတယ်ကောငွေကြီးနဲ့ပတ်သက်ရင်တော့ဘလောက်ပဲခက်ခဲစီကောင်မူအဲ့ဒီအခက်အခဲတွေကိုဘလောက်ပဲ ကံရစီကမှုအကျွေးတင်နေပါစေအောင်တော့ကျင်းသေးပါကူညီမဲ့သူကူညီမဲ့လမ်းပေါ်လာတတ်တဲ့အတွက်ဘာလို့ဖြစ်ဖြစ်စိတ်ကမကြပါနဲ့ငွေချင်းနဲ့ပတ်သက်လာရင်မိမိများလာရဲ့ချွင်လန်းချင်းနဲ့စိတ်ကိုယ်သာပြောင်းထားပါဘာကုမအရင်ကြီးစိုးရင်ပူပန်တော့ကဖြစ်နေတာမလို့ဖြစ်နေချိန်တိုးပြီးတော့အားသာကောင်းမွန်အောင်ဆုံးဖြတ်ခြင်းမျိုးလေးတွေအဲဆောင်ရွက်ပါပြောဆိုပါအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းရရှိစေမှာအတေကြပဲဖြစ်တယ်ကောင်းတာတွေကတော့ပြောလို့ကောင်းတယ်ကောင်းတာတွေပဲဆရာတို့ဆက်ပြောလိုက်ရအောင်ဗျာနော်ကောင်းတဲ့ချက်လေးတွေကိုဆက်လက်ပြောပြပေးပါစီကောင်းတဲ့ချက်လေးတွေကတော့ဒီလတာတော့တော်တော်များဆိုရင်တနင်္လာတနင်္လာချင်းတွဲလောက်တာမျိုးတွေအကျိုးပေးပြီးတဲ့အခါ တနေ့ကနေသားသမီးတွေနဲ့တွဲဖက်လောက်တာမျိုးတနေ့ကနေနေ့ဒီမှာအရေးကြီးသောကိစ္စတွေကိုဆောင်ရွက်တာဟာကံရဲ့အထောက်အကူအထောက်အပံ့ကိုရရှိတတ်တယ်လို့အကျိုးပေးသောအရာဟာအနောက်ဆုစုရဖြစ်ပြီးတော့စန်တီယာအရာကတော့အရှိမြောက်တောင်အရာဖြစ်ပါတယ်ခင်ဗျာဒါကပဲမိတ်ဆွေတို့အနေနဲ့အကျိုးပေးသောအရာအနေနဲ့ဆိုရင်ခရမ်းရောင်အနီရောင်အပန်းရောင်တွေဟာမိတ်ဆွေတို့ရကံကိုတိုးတက်ကောင်းမှုစီပြီးအချိုးပြီးသောကဏ္ဍအဖရာတွေနေနေဆိုရင်တော့တစ်ကဏ္ဍနှစ်ကဏ္ဍခုနှစ်ကဏ္ဍနေဟာမိတ်ဆွေတို့ရကံကိုတိုးတက်စီပြီးတော့အာသာကောင်းမှုစီတာအတေကြပဲဖြစ်တယ် အရေးကြီးသောကိစ္စတွေကိုမိတ်ဆွေတို့အနေနဲ့ပြောဆိုဆောင်ရွက်တဲ့အခါကျလို့ရှိရင်လက်ထဲမှာပတ်စံတစ်ထောင်တန်းနှစ်ရွက်ကိုဖြစ်စီ200တန်းနှစ်ရွက်ကိုဖြစ်စီတစ်ထောင်တန်းလုံးနှစ်ရွက်200တန်းကိုတစ်ရွက်ကိုလက်ထဲမှာကင်ထားပြီးတော့သို့မဟုတ်အိတ်ကထမှာထည့်ပြီးတော့အိတ်ကကလေးကိုပုတ်ပြီးတော့ပြောဆိုရင်အောင်မြင်ချင်းတုတ်တက်ချင်းတွေကျင်းသေးပေါင်းရရှိမြက်ကလာဖြစ်ပါတယ်အကျုံးမပေးတာလေးဒီဆက်လက်ဖော်ပြပြီးဝင်ပြပါခင်ဗျာကန်ဆိုတာဆရာတို့တစ်ခါလီမှာပြောတတ်ပါလေဆရာတို့ကတနည်းအားဖြင့်ဟာလောကမှာအများကြီးရှိရတဲ့ထင်ပါမှာဆရာတို့ရဲ့တက်ကနစ်နဲ့ချောင်းရံဆောင်းရံတို့ပြောကြပြပြီးခြင်းနဲ့ ခြင်းဖြစ်တယ်။သို့တော့မိတ်ဆွေတို့အနေနဲ့ဗီဒင်ဆရာကထိပေါက်အောင်လုပ်ပေးမယ်ဆိုတာမျိုးတွေဗီဒင်ဆရာဟာကျွန်တော်အုပ်ပွင့်နေတော့မဆွမ်းဘူးပေါ့။အဲဆရာကြီးစင်ရုံကြီးစကားငါပြောရရင်ကြက်ပြောက်တာကိုဝယ်ရောက်ပြီးရေတရားရှိတယ်လို့လည်းမဖြစ်စီပါနဲ့ခင်ဗျာ။ဒါအပြင်ဆရာငယ်ပြောသလိုပြောရရင်ထီကနန်းချက်ကနန်းအပိုင်ပြီးဆရာငယ်အိမ်နဲ့ရောက်နေအိမ်နဲ့ဝိုင်းနဲ့ရောက်ပြီးတော့ထိုးမှဆိုတဲ့အကြောင်းကိုဆရာကလည်းထားလောက်ပြောရင်းနဲ့တတိယစင်ကြီးကတော့ပါဒါကြောင့်မို့မိတ်ဆွေတို့နေပါဘူးဖြစ်ဖြစ်အဆုံးမရောက်စေနဲ့အယုံကြည်လက်မသေးပါနဲ့เนาะဒါလေးတစ်ခုနဲ့ဆရာမိတ်ဆွေတွေကိုဆရာကအကြံပေးပြောကြားရင်းနဲ့ ီဘက်ကတော့ပြမှာဆိုရင်မိတ်ဆွေတို့တတိထားမှာစက်ပစ္စည်းအသစ်တွေဝင်တာမကောင်းပါဘူးခင်ဗျာဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်ဆွေမျိုးများအိမ်မလာရလို့ဆိုင်ပုတ်တာတတ်ထားတာကောင်းဆုံးဖြစ်ပါလိမ့်မယ်ဆွေမျိုးသားချင်းညီအကိုမတော်မှစိတ်တော့ကပြီးတတ်တော့ကာလဖြစ်ပါတယ် မိတ်ဆွေတဲ့အပေါင်းအသင်းတွေကိုပြောဆိုတဲ့အခါဂယူဆိုင်ပါတနင်္ဂနွေသတိအမျိုးသားများအနေနဲ့ဆိုရင်တော့အိမ်တော်ရေးရှုပ်ချင်းကိစ္စလေးတွေသို့မဟုတ်အရှုံအောင်ကိစ္စလေးတွေဂျုံကတက်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဒီလိုမျိုးဂျုံနေရလို့ရှိရင်ငါးသက်စီလွတ်ပေးတာမျိုးငါးလွတ်ပေးတာမျိုးငှက်စားလို့ခိုးစားလို့ခွေးစားလို့ကြွေးပြင်းဖြစ်မိတ်ဆွေတို့ရဲ့အကောင်ကိုကောင်းမွန်တတ်တယ်လို့အရှုံအောင်ဖြစ်တတ်ပါလေလူငယ်များအရှိနဲ့ပတ်သက်ရင်မထင်မှာပဲအိမ်တော်ကြတာမျိုးလေးတွေအဲဒီစားလဲရအိမ်တော်လဲကြဆိုလို့စုပ်ခေါလက်ကိုအတုံးလိုက်တက်လိုက်ခဲလိုက်ဝင်တတ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဒီຢာလေးကိုလည်းတတိထားဆင်ရင်ပြဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေဒါအပြင် ဆိုရှယ်မီဒီယာနဲ့ပတ်သက်ပြီးတော့ဆနာလိုကိုကိုတိုက်ခိုက်တဲ့သူကြီးရဲ့ချက်ရှိကြီးကြုံရတတ်တဲ့အကြောင်းသတိထားစဉ်းကျင်ပြီးလိုအပ်ပါတယ်။စေတနာတွေဝေဒနာဖြစ်ရတတ်ပါတယ်။ဒါအပြင်မိစေတို့အနေနဲ့မိမိတို့ရဲ့ကိစ္စတွေကိုဘာကိုပဲဖြစ်ဖြစ်ကြုံမပြောရနဲ့ကြုံပြောရင်ပြတ်တတ်တော့အပတ်တာကလာအလားဖြစ်ပြီးတော့ခါမိစေတို့နဲ့ဘာကိုဖြစ်ဖြစ်လှုပ်ရှင်တဲ့ကိစ္စဖြစ်ရှင်တဲ့ကိစ္စတွေကိုရင်သွင်းမှကြိတ်ထားပြီးတော့ဖြစ်လာတော့မှသာလှုပ်ဆောင်ပြောဆိုတာဟာအသာကောင်းလို့တို့တတ်ပါတယ်။ ဆက်ပစ္စည်းရင်တကိုးကိုးခံရတာမျိုးတမိုးရှိတဲ့ပတ်စံပစ္စည်းရင်ဆက်ပစ္စည်းတွေတကိုးကိုးခံရတာမျိုးပြောက်တာမျိုးတွေကြုံရတတ်ပါလေလူပြူစားခြင်းခံရတတ်တာမျိုးတွေအစားပြင်းဆုံးတိုက်မကောင်းတဲ့အတက်ပညာတွေပြူစားတိုက်ခိုက်ခံရတတ်တဲ့အတွက်သတိပြုစင်နေမြန်လိုအပ်ပါလေဒါအပြင်မိတ်ဆွေတို့အနေနဲ့ဟိုအမျိုးသမီးကိစ္စအမျိုးသားတွေအနေနဲ့အရှုံအောင်ကိစ္စလေးတွေအိမ်တော်ကြီးအရှုံရှင်ကိစ္စလေးတွေကိုကိုကိုကမဟုတ်ရင်တော့ရိုးစွတ်ဆွဆွဲတာမျိုးတွေကြုံရတတ်တဲ့အတွက်တော့သတိပြုစင်နေမြန်လိုအပ်ပါလေခင်ဗျာ ဒါပေမဲ့မိတ်ဆွေတို့အနေနဲ့အလုတ်ကိုင်တဲ့ပတ်သက်ရင်လုပ်ငန်းတက်အလုတ်တက်တွေတိုးချဲ့လုတ်ကိုင်ခြင်းထက်ရှိနေတဲ့အလုတ်ကိုပဲတိုးတက်အောင်ဆွမ်းဆောင်ခြင်းဟာပုံမကန်အားကောင်းပြီးတဲ့အခါအလုတ်တက်ချနေတယ်ဒီအလုတ်ကြီးမှမပြောလို့ကိုယ်ပိုင်စတင်မယ်ဆိုရင်တော့အခြားတဏှာတရေသားကိုရွေးချယ်စဉ်းစားထားတယ်ဆိုတော့မိတ်ဆွေတို့ရဲ့အကန့်ဟာတိုးတက်ခြင်းကောင်းမွန်ခြင်းတွေရရှိစီမအတိကြပဲဖြစ်တယ်။လက်လွန်ထားတဲ့ငွေကြေးတွေပြန်လည်းရရှိပါလိမ့်မယ်။ဒါပေမဲ့မိတ်ဆွေတို့အနေနဲ့ဆွေမျိုးသားချင်းကိစ္စလေးတွေကြောင့်ညီအစ်ကိုမှမကိစ္စလေးတွေကြောင့်အဲ စိတ်ထဲမှာပေါ့နော်အမှန်ကိုအမှားတရားဖြစ်စီတာမျိုးလေးတွေအလင်းစလုံးဆုံးဖြတ်တာမျိုးလေးတွေယုတ်တိရဝုံဝင်ထိုင်ခနဲ့ဆုံးဖြတ်ပြစ်မှုတဲ့ကိစ္စလေးတွေမှာမိတ်ဆွေတို့ကအမှားယုံလေးတွေပေါ်တက်တယ်ပြီးတော့တတိယဆင်ပြေရန်လိုအပ်ပါတယ်။ကျမ်းမာရေးမကောင်းတဲ့သူတွေညအိမ်ညာနေခေါ်ပြီးတော့လက်ခံမိတာမျိုးတွေဟာမိမိတို့ကိုအပူကူးဆက်တတ်ပါလေ။အမှုကိစ္စဖြစ်နေသူတွေကိုကိုယ့်အိမ်မှာခေါ်ပြီးတော့ညအိမ်ညာနေလက်ခံပြီးတော့ကိုယ့်အိမ်မှာဖြည့်ရှင်းခိုင်းခြင်းဟာအပူတွေကူးဆက်တတ်ပါလေ။ထို့အပြင်မိတ်ဆွေတို့အိမ်တော်ကွဲမယားကွဲ ဒီလိုအကွဲမျိုးလေးတွေကိုအပူတော့ကတဲ့ကိုယ့်အိမ်ကိုညာအိမ်ညာနေခေါ်ခြင်းဟာလေအပူကိုကူးဆက်တတ်တဲ့အတွက်ဂျားသုံးဂျားချောင်းမိုးထလောင်းပြောကြလိုက်ပါရစေ။ကောင်းပြီ။ဒါကမိတ်ဆွေတို့အနေနဲ့ဒီကလာအတော့ပြမှာဆိုလို့ရှိရင်စက်ပစ္စည်းရင်နဲ့ပတ်သက်လို့ကိုင်ပဲမောင်းနေတဲ့ကသတိထားစင်နေမှာ ရင်ခရီးသွားတဲ့ပတ်သက်တာမျိုးလေးတွေမှာတပိုင်းတစဖြစ်ရတာမျိုးလေးတွေကြံ့ကြာရတာမျိုးလေးတွေကြုံရတတ်သောကာလဖြစ်ပါလေခင်ဗျာဒါအပြင်စကားကိုလူတိုင်းပြောတာမျိုးလေးတွေကုံတိုင်းပြောတာမျိုးလေးတွေအမိတ်ဆွေတွေကံကိုအားနည်းစီတတ်တယ်လို့ရည်ရွယ်ချက်ရည်မှန်းချက်တွေကိုစိတ်ထဲမှာပဲတန်တိတ်ထားပြီးတော့လှုပ်ဆောင်မှာအောင်မြင်မှာမှအားသာကမှပြုမှုဆောင်ရတာကောင်းပါလေခင်ဗျာတို့အပြင်မိတ်ဆွေတို့ဘာကိုလှုပ်လှုပ်တောက်ကြတာသမီးတွေနဲ့တောက်ကြနေတွေနဲ့တောက်ကြရက်တွေနဲ့တွဲဖက်လှုပ်တာမျိုးကကံကိုအားနည်းစီတတ်ပြီးတဲ့အခါ73ရက်နေ့တို့ 34ရက်နေ့လို့ဒီလိုရံမျိုးတွေမှာ73ကနန်းလို့31ကနန်းလို့ပါမိစုတွေရကံကိုအားနည်းစီတဲ့အတွက်အရေးကြီးသောကိစ္စတွေကိုလုပ်တဲ့အခါဒီလမှာတတိထားစင်နေမိရလိုအပ်ပါတယ်ဒါအပြင်မိစုတို့အနေနဲ့ဘာလို့ဖြစ်ဖြစ်တတိထားစင်နေရမှာတော့တံမိုးချီးတဲ့ပစ္စည်းတွေကိုလူမြင်တာမျိုးလေးတွေရွှေဝယ်လို့ရတယ်စုလို့ရတယ်သို့တော့ဝိတာမင်လေးတွေမှာကြပြောက်တာမျိုး ကြပြက်ကြတာမျိုးတခုခုကန်တာမျိုးလူခံရတာမျိုးလေးဂျုံကတက်တက်တော်တော်ဒါလေးတွေကိုတော့အကြွားအမောထင်ပေါ်မှုနဲ့ပတ်သက်တာမျိုးလေးတွေကိုတော့သတိပြုစင်ကြင်ပေးရတော်တော်လူအကြောင်းထားလောက်ပြောကြလိုက်ပြရစီလူယုံမလွယ်ပါနဲ့လူယုံဝန်လွယ်ရင်ဒုက္ခအကြောင်းတက်ပါလေအထူးသဖြင့်ကိုနဲ့တခါမှအလုံးမလုံဘူးတော့အမျိုးသမီးကြီးတွေကိုတက်အသက်ကြီးတော့အမျိုးသမီးကြီးတွေရဲ့အခုညီကိုအဲလူကြုံမလွယ်ပါနဲ့အပြောအကောင်းရင်အတိုင်းမယုံပါနဲ့လို့ပဲဆရာကထားလောက်ပြောကြလိုက်ပြရစီခင်ဗျာနော်ဒါကပဲမိတ်ဆွေတို့ဒီလက်တာတော့ဒီမှာဆိုရင်မိတ်ဆွေတို့ရဲ့ကံဟာ လှဟိုဆွနာလူပေါ့အလှကုန်ပစ္စည်းတွေအယောင်ထိုင်းတာမျိုးတွေဖန်စီပစ္စည်းတွေအယောင်ထိုင်းတာမျိုးတွေအဝယ်စားနဲ့ပတ်သက်လို့ချင်းရင်ဆွနာလူပေါ့စိတ်တိုင်းမကြတာမျိုးတွေပြရတတ်တယ်လို့အဲကိုကိုတိုင်းပြင်ရင်မလာဘဲနဲ့သူများကပြင်ပြင်လာတယ်ဆိုတော့ကလာလာမျိုးဖြစ်နေရတော့မိတ်ဆွေတို့နဲ့ဒါလေးတွေကိုဒီလုပ်ငန်းလေးတွေအလှကဆရာကြားမိကြလို့ဆိုအလှကုန်ဖန်စီပစ္စည်းအလှ beauty salon နေတဲ့ပတ်တိုင်ဆရာငနာလာမိကြတာလေများတော့ဆရာကဒါလေးကိုလည်းပူပေးလိုက်ပြတယ်ကိုကိုတိုင်းပြင်ရင်တော့ကိုကိုစိတ်တိုင်းကြပဲနဲ့သူများကတော့ကိုကိုစိတ်တိုင်းကြနေတာမျိုးအဲ အဲဒီလိုမျိုးလေးဆရာဆိုဘာမှမပြင်းလဲရှော်တယ်ပြင်လိုက်ရင်ပူရှော်မှုဆိုလို့မပြင်းတာအဲဆိုတော့ကောင်းပြီနော်ဆရာနောက်တာနော် ကောင်းပြီဆိုတော့မိတ်ဆွေတို့နေဒီဟာလေးတွေကြုံရတတ်တဲ့အတွက်ကိုကိုကိုဘာမှစိတ်ကြမကြပဲနဲ့စိတ်ကိုပြေအောင်ဒီပါမိတ်ဆွေတို့နေဒါအပြင်နောက်တစ်ခုကလက်ပိတ်စီသောစကားကြီးအဒုက္ခရောက်တော့မှာပဲကခဲတော့မှာပဲငွေပုံတော့မှာပဲဆိုပြီးဘူးဆိုသောစကားလုံးကိုခြောင်ပြီးတော့ငါတို့ကံကောင်းတော့မှာငါတို့အစဉ်ပြေတော့မှာဆိုတဲ့ကိစ္စလေးတွေနဲ့တုခိတုကံဆိုတဲ့ကောင်းသောစကားလေးတွေဆိုရင်းချင်းမိတ်ဆွေတို့ရဲ့ကံဟာအာသာခြင်းတုတ်တတ်ခြင်းတွေပေါ့ကိုကျင်းနေပေါ့ရရှိစေတာအတေချာပဲဖြစ်တယ်ခင်ဗျဒါအပြင်မိတ်ဆွေတို့နေနဲ့ဘာကိုလှုပ်လို့ မြောင်စုစုရက်ကိုမျက်နှာမူတည်သွားတဲ့လုပ်ငန်းတွေမှာတတိထားဆင်ခြင်ပေးရလိုအပ်ပါတယ်။ဒါအပြင်မိတ်ဆွေတို့အနေနဲ့တတိထားဆင်ခြင်ပေးရမှာတော့တောက်ကြသမီးတွေနဲ့တွဲဖက်လုပ်တာမျိုးကမိတ်ဆွေတို့ရဲ့ကံကိုအားနည်းစေပြီးတဲ့အခါအယောင်နေနဲ့ဆိုရင်တော့အသားယောင်လို့ဒီယောင်လေးတွေကိုသို့မဟုတ်မြေကြီးယောင်တွေပေါ့နော်ဆန္ဒဒီယောင်လေးတွေကိုဟိုတတိထားဆင်ခြင်ပြီးတော့ဝိစင်မှာအရေးကြီးတဲ့ကိစ္စအနေမှာစိတ်ကိုထိုင်းမှိုင်းစေတော့အရာလေးတွေကိုကြုံတက်ချောင်းစီရကထားလောင်းပြောကြလိုက်ရတယ်ခင်ဗျ။ကောင်းပြီ။ အိမ်ဆောင်ကြီးအိမ်ဆောင်ကြီးနဲ့ပတ်သက်လာရင်တော့ဘာမှစိုးရိမ်စရာမရှိဘူး။ငကိုကဆက်သွက်ပြက်နေတော့အိမ်ဆောင်ကြီးမှာအဆင်ပြေလာတာမျိုးတုံးနဲ့တူတယောက်နဲ့တယောက်အကျင်နာတွေအားနည်းနေတော့နွေးထွေးမှုတွေအားနည်းနေတော့အေးချမ်းမှုတွေအားနည်းနေတဲ့အိမ်ဆောင်ကြီးမှာတယောက်နဲ့တယောက်နွေးနွေးထွေးထွေးပြန်လေတိုင်မနှိမ့်နိုင်တာမျိုးလေးတွေအကျိုးပေးသလိုအိမ်ဆောင်ဘက်ကြောင့်ငွေဒီလုံးနဲ့ရင်းနဲ့ဝင်လာတာမျိုးလေးတွေတတ်မိရတနာရရှိတာမျိုးလေးတွေလက်ဖက်လက်သားအကူအညီထောက်ဖို့ရရှိတာမျိုးလေးတွေအိမ်ဆောင်ဘက်ရဲ့အစိုးရကနေပြီးတော့ကောင်းမွန်တဲ့ဘက်ကိုပြုပြင်နိုင်တဲ့စိတ်ကလေးတွေကြောင့်အစိတ်ချမ်းသာစရာတင်းလေးတွေကြားရတတ်တော့ငကိုကစိတ်သူများပေါ်မှာ ဖြစ်နေတော့အမျိုးသမီးတွေသူများပေါ်မှာစိတ်ပါနေတော့တော့မိမိအိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့လက်ရှိမှာကျွန်တော်တို့ပြန်လဲတက်မှတ်အောင်ကြိုးစားပြီးတော့ညှိယူရင်အချော့ပြောရင်ရမယ်ဆိုတဲ့ကာလမျိုးဖြစ်နေပါလေ။ငကူကဝေးကွာနေတော့အိမ်တော်ဗမားနေနေရတော့တုံးနဲ့တူတယောက်နဲ့တယောက်ပြန်လဲစုံစည်းပြီးတော့အဆက်အသွယ်ရတာမျိုးတွေကြီးနေကြုံရတက်တယ်လို့တကယ်လို့မှမိမိတို့အိမ်တော်ကြီးမှာပြဿနာကတော့ကစားဖြစ်ပြီဆိုရင်မိမိတို့အိမ်တွင်းရေးကိစ္စကြောင့်မဟုတ်ဘဲနဲ့ ကြားလူတဦးတယောက်ချက်ကိုအကြောင်းပြုပြီးပြဿနာလေးတက်ရတဲ့သူကမိမိတို့ရဲ့အိမ်အောင်ဘက်နဲ့ပတ်သက်ပြီးတော့ကိုကိုယ်တိုင်ယုံကြည်ပါကိုယ့်ရဲ့အတွင်းရေးကိစ္စတွေကိုသူတို့ဘာမှမတိုင်မြမာနဲ့လို့ထပ်လောင်းပြောကြလိုက်ပြစီခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော့တင်မှာဆိုရင်မိတ်ဆွေတို့ရဲ့ကံဟာနော်မိတ်ဆွေဒီလာတာတော့တင်မှာဆိုရင်မိတ်ဆွေတို့ရဲ့ကံဟာထလိုက်ချလိုက်ဒီလာတာတော့ဒီမှာဆိုရင်မိတ်ဆွေတို့ရဲ့ကံဟာမိတ်ဆွေတို့အနေနဲ့ဒီလာတာတော့ဒီမှာဆိုလို့ရှိရင်ဘာကိုဖြစ်ဖြစ် sorry ပါနော်ဆရာဟိုပါဖြစ်လို့နော်ဒီလာတာတော့ဒီမှာဆိုရင်မိတ်ဆွေတို့ရဲ့ကံဟာ အကျအရာရာကိုအရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမျိုးတွေကြလို့ရှိရင်မိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့ကုန်ပစ္စည်းတွေရောင်းကုန်တွေအယောင်းတွေအယောင်းဖတ်စီဖို့အတွက်ဆိုရင်နှစ်ရာလေးတစ်ရွက်နဲ့ရိုက်ကုန်ထိတွေ့ပြီးတော့ရောင်းလိုက်ပါအယောင်းတွေအယောင်းဖတ်ပြီးတော့အကန့်ကောင်းစီမှာအတေချာပဲဖြစ်တယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့ဟိုရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတွေအယောင်းထွက်စီဖို့အတွက်ဆိုရင်မိမိတို့ရဲ့ရောင်းကုန်တွေကိုတရင်းစာဆက်ကူလေးနဲ့ရက်ခတ်ပြီးတော့တရင်းစာဆက်ကူလေးနဲ့ရက်ခတ်ပြီးတော့အဲရောင်းခတ်သွားအောင်ဆွနာလိုပေါ့ရောင်းခတ်သွားအောင်ရက်ခတ်ပြီးတော့ရိုက်ကုန်ထိတွေ့ရောင်းလိုက်ပါအယောင်းဝယ်ကောင်းပြီးကန့်ကောင်းစီမှာအတေချာပဲဖြစ်တယ်ခင်ဗျာ အဆက်ဆက်ရရငွေကြီးကန်အားကောင်းစီပြီးတော့အဆက်ဆက်ရရအစဉ်ပြေစီရန်အတွက်မပြောမီအဋိဋ္ဌံအနေနဲ့ဆိုရင်ဆရာမင်းမိတ်ဆွေနည်းနည်းလာတာတမိတယ်အဋိဋ္ဌံကုလို့တပါဆိုရင်တော့အရာရာမိမိတို့လိုရာကိစ္စအစဉ်ပြေစီဖို့အတွက်ဆိုရင်မဟာသမယတုပ်ကိုတနေ့ကိုတစ်ခေါက်လုံးနဲ့ရှိရတိတိအဋိဋ္ဌံပြုလိုက်ရင်အခက်အခဲကြီးမှလည်းအပူတော့ကကြီးမှလည်းပြည်လဲပျောက်ကင်းသွားစီမှာအတိအကျပဲဖြစ်တယ်အဆက်ဆက်ရရအစဉ်ပြေစီပြီးငွေကြီးကန်အားကောင်းစီရန်ပြုလို့ရမယ်ရရာအနေနဲ့ဆိုရင်တော့ဖြစ်မိမိတို့ရဲ့အိမ်ကမြတ်စွာဘုရားမှာနော်မိမိတို့အိမ်ကမြတ်စွာဘုရားမှာဖန်ခွက်လေးတစ်ခွက်နဲ့နော် ကြံလေးနှစ်ချောင်းကိုနော်မြတ်စွာဘုရားဖန်ခွက်လေးနှစ်ခွက်နဲ့ကြံလေးနှစ်ချောင်းကိုဟိုဆက်လာလို့ပေါ့လှူထားပြီးတော့ရေလေးကိုတဝက်လောက်ထည့်ပါကြံလေးနှစ်ချောင်းကိုလှူထားပါအဲ့ဒီခွက်လေးရဲ့အောက်မှာ တထောင်တန်လေးပြပြကိုတင်ထားပါဆရာပြန်လို့ရမယ်နော်တထောင်တန်လေးပြပြကိုတင်ထားပါမှောက်မှောက်လန်လန်ရတယ်ဒါပြီးတော့ဖန်ခွက်လေးနဲ့ဂိုင်းပါတဲ့ဖန်ခွက်လေးနဲ့မိတ်ဆွေတို့ရဲ့ဟိုဖန်ခွက်လေးနဲ့တင်အကြည့်ကလေးပေါ့နော်ဖန်ခွက်အကြည့်ကလေးနဲ့တင်တင်ပြီးတဲ့အခါရေတဝက်လောက်တက်ပြီးကြံလေးတစ်ချောင်းအောင်တင်ပြီးတော့နေစဉ်မိမိအိမ်ရမြတ်စွာဘုရားမှာနော်ဟိုလှူပြီးတော့အခါကျတော့နေစဉ်တော့ကပ်ပါနော်အရှင်ဘုရားဘုရားတပည့်တော်ကကြံတဲ့ပတ်စံမှုပါတယ်ဘာညာဆိုပြီးတော့လိုရာကိုဆူတောင်းရင်ကျင်းသေးပါအောင်မြင်သွားမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ကဲတနင်္လာသာသမီဒီလကတော့စိတ်ရှမ်းလာကြရတယ်များလေဗျာကဲကောင်းပြီဆိုတော့တနင်္လာသာသမီမိတ်ဆွေတွေအားလုံးကံရဲ့ ထောက်ပံ့နေကိုများစွာရရှိပြီးတော့အောင်မြင်မှုတွေအတူတူရရှိကြပါစေယတနာစိန်ကြောက်စေတော့တက္ကစားနေကြပါစေတက်နေတဲ့ဘိုးလက်ဝေထိုးကျိုးလို့တော့အောင်မြင်မှုအပေါင်းလူခါကြောင်းကြပါစေဆရာဟောသောကောင်းသောအချက်တွေကလည်းမိတ်ဆွေတို့ကတိုက်ဆိုင်မှန်ကန်ပြီးမကောင်းသောအချက်တွေဟာဝေးကွာကျင်းစီပါစေကျောင်းစုတော်ရင်နဲ့ကဲတနည်းလာသာသမီးတွေအားလုံးယတနာစိန်ကြောက်စေတော့တက္ကစားနေကြပါစေခင်ဗျနောက်ပတ်မှာပြန်ဆုံကြတာပေါ့ခင်ဗျဒီလာတော့စိတ်ချမ်းသာကြပါစေ